။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်အစ်စ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။မဟုတ်ဘူးသူမဟာသေးဘူး။တော်ဆုံးကြီးကျေးဇူးမင်းလို့တော့ဆိုကြမှရှိဘူးလို့ပြောခဲ့တာ။မြန်မာနိုင်ငံမှာကျွန်မပြန်မှာပြောခဲ့တယ်မြန်မာ။နော် တမန်ကလည်းရွေးစီရဲပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေတဲ့ရွေးကောက်ဝင်ပါလေအငှားရတဲ့ရွေးကောက်ဝင်အရင်ကမှဖြစ်နိုင်ပါဘူးဒီကောက်ဝင်ကတမန်တမန်မကြပါဘူးလို့တနိုင်ငံလုံးလိုက်ပြီးပြောနေတာလေကျမရွေးကောက်ဝင်ပြီးပြီချင်းပါလေဒီရွေးကောက်ဝင်ကျမပြည်သူတွေကကျမပြည်သူတွေကတပိတ်မောက်တဲ့ဒီကောက်ဝင်ကအထမမြောက်ဘူးခသီးလို့ရှိတာဟုတ်ပြီပုံမှန်20လို့40နဲ့တော့နော်20ကငွေကို60စာလုံးလို့ဆိုတာစစ်တက်ကခသီးပုံကိုကောက်ဝင်ရမယ်တောင်းရှိတယ်တမန်တော်ကောက်ဝင်ဦးစီးချုပ်ကရွေးကောက်ဝင်ပြန်ချင်းပါသေးလို့ကျမပြည်သူတွေကတောင်းဆိုနေကြတယ်တောင်းဆိုကြတာပြောခဲ့တာကျမလေ ရွေးကောက်ပွဲမကျင်းပပြီနဲ့ရွေးကောက်ပွဲလိမ်နေတယ်ဆိုတဲ့အကြောင်းကျွန်မတို့ပြောခဲ့ရွေးကောက်ပွဲပြီးပြီချင်းပါမယ်ရွေးကောက်ပွဲကဖြတ်သိမ်းမှုဦးစီဖြတ်သိမ်းခံရမယ်စစ်တပ်ကတက်မတော်ကပွဲဦးစီတို့ကရွေးကောက်ပွဲပြန်ပြီးကျင်းပရလိမ့်မယ်လို့ကြိုးပြောခဲ့တာကျွန်မတမဲယုံနေပြန်ဆက်တဲ့အချိန်မှာဟိုမှာလေးတက်ခွန်ကြီးစစ်တပ်ကကာလုံခေါ်ပြီးဟိုမှာလေးတရှိကစစ်တပ်ကလည်းရဲတော်အားနာတိတ်နေတယ် MND ပါတီဖြတ်သိမ်းခံရမယ်တော်စုကြီးအန်းခံရမယ်လို့နိုင်ငံရေးအရကြိုးတုံးတက်ခဲ့တာကျွန်မနော်ဘာလို့တို့မဟာသေးဆိုရင်လည်းတခုကလည်းကားရလားကျမကဒီတော့ဘယ်လိုဘာဖြစ်ခဲ့ပါလို့ဆိုတဲ့ဘယ်တော့ဘာဆက်ဖြစ်မယ်ဆိုတာကြိုတင်တော့တတ်နိုင်မိမှာ ဘသူပြောတာလဲကျွန်တော်တို့မဟာသေးကလေတောက်ပဲဝင်တိုင်းပဲမြှောက်တယ်လို့ငါကျွန်တော်ပါစပ်ပြောမိတာကျွန်မလေအဲတော့ငါကပါတီနိုင်ငံရေးဆိုင်ရာလာတယ်ကျွန်မပါစပ်ကဒီတော့ငါမပြောခဲ့ဘူးစိတ်လဲဝင်တာဒီညနာဒီလိုဒီလေးတောင်တခြားတိတာစိတ်ပုံဝင်လာတယ် ကျမတို့ချစ်တဲ့ခင်တွေကတော့မဘူးဘူးသူချစ်တဲ့ခင်နာပေးသူတို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့တယ်လို့နိုင်ငံရေးစိတ်ကြီးအချိန်အတိကျနဲ့ပုံမှန်ဥပဒေတိကျနဲ့ဘယ်တော့ဘာဖြစ်မယ်ဆိုတာကြိုတင်သုံးသပ်နိုင်ရတယ်သူကြောင့်လေးစားတယ်အဲ့ဒီပဲလေကျမတို့သူအားကိုးရေတော်တော်လေးမှနေရာရရှိချင်တယ်တော်တော်ဝေးတိုင်းရှိချင်တယ်ထားကြောင့်မလို့ကျမကဥပဒေနဲ့ဥပဒေမှာပြီးတော့လူတော်အမတ်တယောက်ရွေးချယ်ခံချင်လို့ဆိုရင်ဘယ်လိုဘယ်လိုအခြေအနေရှိရလဲကျမကဥပဒေကိုလည်းနှိုင်းရှင်ပြီးတော့သူရဲ့ကောင်းတာကမကူးခွဲချဖို့ကျမသိချင်တယ် တ်တော်ထဲမှာအုတ်ရော်ရော်၊ချောက်ရော်ရော်တွေပါရင်ဖြုံဖြုံနိုင်မှုတော့ right to we go ဒီပြည်ထဲလူရယ်ဆိုတာကိုကျွန်မကဥပမာပေးတာ။ နော်အရင်ကကိုစောဖွင့်ရပြောရတယ်မဟုတ်ဘူးကောက်ပေါ်ဝင်မယ်ဆိုပြီးတော့ကျမတို့ခင်းနေမယ်နဲ့ဒီမော်လမြိုင်ဘက်ကလေးဆိုပြီးတော့ဟုတ်ဆက်ပြီးတော့တမီးရေးတဲ့တမီးရေကောင်စိတ်ကြီးတော်ကောင်ကနေလွတ်တော်မဲ့ဝင်ရင်းနဲ့ဆိုတာဟုတ်လားသူတို့သူတို့ကတော့မော်လမြိုင်ရပါဒါပေမဲ့မော်လမြိုင်ရနေသူတို့စိတ်ကြီးကိုမဲပေးချင်တယ်စိတ်ကြီးခောက်မဲပလို့ရမယ်တမီးပြုတ်ပြပေးပါဆိုပြီးတော့သူတို့ချစ်တဲ့ခင်းနေလို့ရှိတယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောဖွင့်ရင်ကျမတို့ကိုစောဆုံးလို့တို့ရဲ့ထဲမှာခင်းနေမိနေတဲ့အများကြီးတို့ပဲကိုစောဖွင့်ရင်ကိုစောဆုံးနဲ့ကျမတို့ကိုတော်တော်လေးမရောက်စေချင်သူ့ရဲ့ဆန္ဒကိုပြောတာဟုတ်ကဲ့ ကျွန်မပါဇက်ကကျွန်မပါဇက်ကကျွန်မဘာလို့ပါလဲလို့ထုတ်မပြောသေးအဲ့ချက်ကဘယ်တော့မှအကြည့်မဟုတ်ဘူးကာယကံရှိဖြစ်တယ်ကျွန်မကပြောမှအကြည့်နောက်ဆိုတော့ကသူများစကားကသူများပြောတာယူကသူများပြောတဲ့အတိုင်းလိုက်ပြီးရှောင်းမယ်ဆိုရင်သူ့ကိုယ်တိုင်ကသူများစကားလမ်းဆောင်နေဖြစ်သွားမယ်အဲ့အဲ့လိုမဖြစ်အောင်ကြားလာရင်ပြင်းနေတယ်ကြားလာတဲ့စကားတွေကအသိဉာဏ်နဲ့ဆက်ဆက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတူလွတ်တော်အမတ်လုံးမီဟုစစ်တက်လို့ပြီးဇော်ဘုံဟိန်ပြောလာသည့်အပေါ် တုတ်ပြန်လိုက်တဲ့မပူးတူးရုတ်တံနဲ့အတူအကြမ်းဖက်စစ်တပ်ကစစ်ဆက်တိုက်မိဖြစ်ပြီး2008ဖွဲ့စည်းအခြေခံဥပဒေကိုကာကွယ်၍အမျိုးသားနိုင်ငံရေးဆက်လုပ်မည်ဟုမင်းအောင်လှိုင်ကကြေညာလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ခြင်းပါတယ်မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်အနေဖြင့်အကြက်ကင်တောင်းဆိုမှုများကိုအလျှော့ပေးလက်ခံခဲ့သည့်အစင်သာမရှိ၍စစ်ဆက်တိုက်မိဟုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကကြေညာသည့်ယမန်နေပြည်တော်တွင်ပြုလုပ်သော280ပြည့်စည်ပြအခမ်းအနားတွင်ဂျင်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကနိုင်ငံအတွင်းဖြစ်ပေါ်လာသောနိုင်ငံရေးပြဿနာများကိုအခွင့်ကောင်းယူပြီး PDF များနဲ့အတူနိုင်ငံလုံခြုံရေးနှင့်တည်ငြိမ်ရေးပြပြအောင်နီလန်ပေါင်းစုံဖြင့်လှုပ်ဆောင်ခဲ့ကြကြောင်းလက်ရှိတွင်နယ်မြေအလိုက်နယ်တနယ်ဓာတ်ဒဇင်းစစ်ပရင်ဝါဒကိုသာကျင့်သုံးလိုခြင်းသဖြင့်တိုင်းရင်းသားစီလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်သည့်အခြေအနေများဖြစ်ပေါ်လာကြောင်းစစ်တပ်အနေဖြင့်စစ်ကိုဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လိုင်ကပြောဆိုသည်ထို့ပြင်ကျင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PDF များအနေဖြင့်လက်နက်ကိုင်လမ်းစဉ်ကိုဆွတ်လုပ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနှင့်ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်ကြောင်းဆက်လက်ပြောဆိုသည့်စစ်တပ်ကရေးဆွဲထားသော2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး2008အခြေခံဥပဒေပုံမှန်20စာနှင့်ပုံမှန်60ရာစစ်တပ်ကအမျိုးသားနိုင်ငံရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ရရှိကြောင်းစစ်တပ်အနေဖြင့်နိုင်ငံအရေးအတွက်အမျိုးသားနိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုသွားသည် မင်္ဂလာပါမျိုးရေကျွန်မမဟုတ်ထူမှန်လေးပါရှင်ဒီတိတောင်း25ခုနဲ့မတ်လ28ရက်နေ့တက်မြော်နေ့ဖြစ်ပါတယ်ကျေးဇူးတဲ့နိုင်ငံတော်ကိုကျွန်တော်ကထပ်ဆောင်ခဲ့တော့ကျွန်တော်နိုင်ငံတော်ကိုအသက်တွေတွေ့ရချွေးနေခြင်းပေးဆက်ကာဝဲခဲ့ပါတော့တပ်မတော်သားများနဲ့နိုင်ငံတော်ရဲတပ်ဖွဲ့များအားလုံးကိုလေးစားပါရင်အမိပြုပါရင်တပ်မတော်သားမိသားစုများနဲ့ပဲအားတိတ်ထားကြပါရှင်။အာဒီနေ့တပ်မတော်နေ့မှာ အထူးပြောချင်တဲ့အကြောင်းအရာတောက်ဆိုချင်တဲ့စကားတဲ့ဒါကျွန်မဒီတက်မောင်းချက်တဲ့ဗီဒီယိုတရားတက်မြသားစုဝင်ရဲ့ဘဝကိုစာနာထောက်ထားတဲ့ကိုကျင်းစာတရားနှလုံးသားရှိတဲ့မိမတယောက်ဖြစ်တဲ့လက်ရှိနိုင်ငံကြီးကြီးတွေတာဝန်ရှိပုဂ္ဂိုလ်တွေနိုင်ငံတော်အာဏာပိုင်ခေါင်းဆောင်တွေအနေနဲ့ကစစ်မျက်နှာအသေးသေးမှာရန်သူထံပါဖမ်းဆီးခံလိုက်ရတဲ့တက်မောင်းသားများအတွက်ဘယ်လိုများစီစဉ်ဆောင်ရွက်ပေးမလဲသိချင်ပါတယ် တလားကနေနှလားနှလားကနေသုံးမှာအချိန်လေးကြာလာတာနဲ့အမြတမိသားစုဝင်ရှင်ထဲမှာနေ့စဉ်နဲ့မြ။စိုးရင်ပူပန်နေရတယ်။ဒီလိုပဲတက်မြောင်ကိုချက်တဲ့ကျမတို့ပြည်သူတွေရှင်ထဲမှာလည်းစိုးရင်ပူပန်နေရပါတယ်နော်။လက်ရှိမှာတို့ရှင်ရင်ချင်းပြင်းနေစင်မြနာမှာဖန်ဆီးခံလိုက်ရတယ်အထူးသဖြင့်မင်းတက်မှာဖန်ဆီးခံလိုက်ရတယ်တက်မြောင်သားတွေရှိရဲ။နော်လာရှုံးမှာရှမ်းမြောင်မှာရခိုင်မှာကရင်မှာနိုင်နေအနေမှာတနိုင်ငံလုံးမှာစင်မြနာဖွင့်လာရတာဖြစ်တဲ့တွေ့ ဲ့ဒီမှာဆိုလို့ရှိရင်ဒီကုလသမဂ္ဂကတော့စက်တန်းမှာဆိုလို့ရှိရင်ပါတယ်။ကမ္ဘာတဝန်းမှာဖြစ်ပတ်နေတဲ့စစ်ပွဲပေါင်း90ခုကို sensitive ကြည့်တဲ့အခါမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်ကအဆိုးရွားဆုံးဖြစ်တယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံကပြည်တွင်းစစ်ကတစ်ကမ္ဘာလုံးဖြစ်နေတဲ့စစ်ပွဲတွေထဲမှာအပြည့်ထံလုံးအဆိုးရွားဆုံးစစ်ကိုဆင်နွှဲနေရတာဖြစ်တဲ့အတွက်နိုင်ငံတော်ကမှစစ်မျက်နှာတွေဖွင့်လာတာဖြစ်တဲ့အတွက်ဒီစစ်မျက်နှာတွေမှာကျမတို့အောင်မြင်လာလိမ့်ရှိမယ်၊ကြားရှုံးလာလိမ့်ရှိမယ်။ဆိုတော့နိုင်ငံနဲ့အတိုက်ပွဲတွေမှာဖက်ရှင်ခံထားရတဲ့တမတော်သားတွေအတွက်ဖက်ရှင်ခံစစ်တင်များအတွက်အဆိုးရွားနေတဲ့ဘလုံးများစုံစမ်းဆောင်ရွက်ဘလုံးမျိုးအများဆုံးကယ်ထုတ်ပေးမယ်လို့သိချင်ပါရဲ့။အများဆုံးကယ်ထုတ်ပေးပါလို့လည်းကျွန်တော်ဆိုချင်ပါတယ်။ ဝဲကြမ်းမယ်ကွာကျွန်မကောင်းတယ်မပေးထားတယ်ဝဲကြမ်းမယ်အဲ့တော့ဗါလဲဆိုတော့ကိုညိုအမှတ်တရားဆိုပြီးတော့ကြားတာပြီးမှဗဇက်ကရာသီလာနေတဲ့အောက်တန်းသားရောက်ကြားတာမဲ့ဗဇက်ကရာသီလာနေတဲ့အောက်တန်းသား ပုဂ္ဂိုလ်ကြီးကကျွန်မတိုက်ခိုက်မှုတွေအများကြီးရှိတယ်။အရင်ကကျွန်မတွေ့ရတယ်။ဒါပေမဲ့ကျွန်မမတွေ့ရဘူး။အဲဒါကြောင့်မတွေ့ရတာလေဆို။သူတို့ကအမှန်တရားကိုသိချင်တာမဟုတ်။ကျွန်မကဒါအမှန်ပါလို့ရှင်းတာလေလို့သူအမှန်ကိုသိချင်တာမဟုတ်။သူတို့ကနာမည်ဖျက်ချင်တာ၊ပုံရိပ်ဖျက်ချင်တာ၊တိတ်ကချချင်တာ။ကျွန်မပြောတာရှင်းရှင်းလေး။ကျွန်မကဘုံနာမည်ဖျက်ချင်တယ်ဆိုရင်ကျွန်မကဘုံနိုင်ငံရေးရအနိုင်လို့ချင်တယ်ဆိုရင်နောက်ကတူမဟာပေးဆိုတဲ့နာမည်တစ်ခုကိုခင်ဗျားတို့ရိုက်ချိုးချင်တယ်ဆိုရင်ကျွန်မကျွန်မပြောတဲ့စကားတွေကနိုင်ငံရေးစကားတွေကအမှားကိုရှာပြီးနိုင်ငံရေးလို့ပြန်ထောက်ပြ။နိုင်ငံရေးလို့ပြန်ချေပါ။ကျွန်မဒီနိုင်ငံရေးလို့စိန်ခေါ်ရအများကြီးအများကြီးကျွန်မစိန်ခေါ်ခဲ့တယ်။အဲ့ဒီစိန်ခေါ်တဲ့အကြောင်းအရာကိုပြန်လည်ချေပါလိုက်။ဒါဆိုရင်ကျွန်မရဲ့ဘုံနိုင် ဲ့နိုင်ငံရင်းညာကျမရဲ့နာမည်ကိုတိုက်ချိုးပြီးလားကျမကိုတိုက်ခေါက်ချပြီးလားဖြစ်ပါလားဒီလိုမဟုတ်တဲ့နဲ့ဒါကြောင့်ကရာသီရာပြီးတော့ဘုက္ကိုကြီးကအောက်ချတာမျိုးလို့ဆိုကျွန်မခေါင်းလေးဒီလိုကဒီလိုမျိုးပြောလိုက်လို့ကျွန်မကဒီလိုကိုဒီလိုပြန်ခေရှင်းလိုက်ရင်နောက်တစ်လူကလည်းနောက်တစ်လူတယောက်ကလည်းနောက်တစ်လူပြောမှာမဟုတ်ဘူးနော်ဒီလိုဆိုပြောနေကြတာအခုမှပြောရမှာမဟုတ်ဘူးဘုက္ကိုကြီးကပြောကြတယ်ဒီနောက်ဆိုပြောရမှာဘုသူမှယောက်ျား၃ယောက်ရှိတယ်တယောက်ကအရက်သားတို့နှစ်ယောက်ကဆက်သားအဲအဲ့ဒီလိုကနေပြီးတော့ကျွန်မကဘုန်းကြီးများဖြစ်သွားပြန်တော့အချို့ကပြောကြတာရှိတယ်ဂျွမ်းနာမည်တော့အတိတ်တာနဲ့ အခုလူမျိုးနဲ့ဗတိုင်းချုံရွာမှာတဲ့ကျမကလည်းဆယ်တန်းမအောင်နေတဲ့ကတဲ့ကုသူစိတ်တော်ဟိုးတဲ့ဂျိုင်းမွေးလုပ်ပေးခဲ့လို့တဲ့ဒီရွာလုံးမှာဟိုးလေးတချို့ချဖြစ်ခဲ့နာမည်နဲ့ဆွာနာမည်အောင်ကြတယ်အခုလူမျိုးနဲ့ဗတိုင်းချုံရွာဆိုလို့ချင်တာကပုဂ္ဂိုလ်ရေးရတိုက်ခိုက်မှုပုတ်ချမှုကျမကလည်းဖြစ်ကျမနိုင်ငံရေးလို့ပဲပြောတာနော်ကျမကဘုသူ့မဟာသီးတူတော်စုကြည်ကျေးဇူးမုန်းလို့တောင်းဆိုကြမရှိဘူးလို့ပြောခဲ့တာမြန်မာနိုင်ငံမှာကျမပြန်မှာတော့ပြောခဲ့တယ်မိမနော် ကလည်းရွေးစီနဲ့ပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေတဲ့ရွေးကောက်ပွဲမှာတရားမျှတတဲ့ရွေးကောက်ပွဲခင်ကြီးနဲ့မှမဖြစ်နိုင်ပါဘူးရွေးကောက်ပွဲကတမတမမကြပါဘူးလို့တနိုင်ငံလုံးလိုက်ပြီးပြောခဲ့တာလေကျွန်မရွေးကောက်ပွဲပြီးပြီးချင်းပါလေဒီရွေးကောက်ပွဲကိုကျွန်မပြည်သူတွေကကျွန်မတို့ပြည်သူတွေကတပိတ်မောက်တဲ့ရွေးကောက်ပွဲကအထမ်းမရောက်ဘူးဖက်ကြီးလို့ခြေထားဟုတ်ပြီပုံမှန်20တို့40နဲ့တော့နော်20ကငယ်တို့60စာလုံးတို့ညစစ်တက်ကဖက်ကြီးပုံကိုကောက်ပွဲရမယ်တောင်းရှိတယ်ပြက်တက်မတော့ကောက်ပွဲကြီးဦးစီးချုပ်ကရွေးကောက်ပွဲပြန်ချပါပေးလို့ကျွန်မတို့ပြည်သူတွေကတောင်းဆိုလို့ရတယ်တောင်းဆိုချပါပြောခဲ့တာကျွန်မ ရွေးကောက်ပွဲမချမ်းပါရင်လည်းရွေးကောက်ပွဲလိမ်နေတယ်ဆိုတော့ကျွန်တော်တို့ပြောခဲ့တယ်ရွေးကောက်ပွဲပြီးပြီးချမ်းပါမယ်ဒီရွေးကောက်ပွဲကပြတ်သိမ်းပြီးဦးအင်းစီဖြတ်သိမ်းခံရမယ်စစ်တပ်ကတမတော်ကဝင်းဦးကြီးတို့ကရွေးကောက်ပွဲပြန်ပြီးချမ်းပါရလိမ့်မယ်လို့ကြိုးပြောခဲ့တာကျွန်တော်တမဲယုံလေးပြန်ဆက်တဲ့အချိန်မှာပုံမှန်လေးတခုညစစ်တပ်ကအကောင်လုံးခေါ်ပြီးပုံမှန်လေးတရှိရာစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းနေတယ် MND ပါတီဖြတ်သိမ်းခံရမယ်ဒေါ်စုကြည်အဖမ်းခံရမယ်လို့နိုင်ငံရေးရာကြိုတုံးတက်ခဲ့တာကျွန်မနော်တဘုတ်တူမဟာသေးဆိုရင်နာမည်တစ်ခုကအလကားရလာအောင်ကျွန်မကဘယ်တော့မှဘယ်လိုပါဖြစ်ခဲ့ပါလို့ဆိုတဲ့ဘယ်တော့ပါဆက်ဖြစ်မယ်ဆိုတာကြိုတင်တုံးတက်နိုင်မိမ เนาะဆိုလိုချင်တာက2019တဲကကျွန်မဒီလိုနိုင်ငံရေးရအများကြီးကျွန်မကြိုးသုံးသက်ခဲ့တယ်ပြောခဲ့တာရှိအဲ့ဒီချိန်တော့ကဘယ်တင်နိုင်ကုန်မှအိပ်ပျော်နေလဲမသိတယ်အခုချက်မှာရေးပေါ်စီခါတော်မီပုံပုံရတတ်ခဲ့ကြတယ်ခါတော်ဒါတွေတမလို့ပြောလို့ဒီပေါ်မှာဒီတော်ရေးတန်းချုံဒီလည်းပဲခစ်ရသူကျွန်မလည်းပဲခစ်ရသူเนาะဆိုတော့အင်းလေးကဒီတော်ရေးတန်းချုံဒီကျွန်မနဲ့ပတ်သက်လို့အများကြီးပြောကြတာရှိတယ်ကျွန်မတွေ့တယ်ကျွန်မကြားတယ်ဒါပေမဲ့ကျွန်မ ကျွန်မတို့ဆုံးပါတဲ့စကားမျိုးထင်ရင်ကျွန်မရင်ထဲမှာတင်ထားတယ်။ကျွန်မတို့ရဲ့အကျိုးရရင်လည်းဘူးတူတန်ရှိနေမယ်ထင်တယ်အကြောင်းအရာလေးဆိုရင်အေးတော်ရေးလိုက်သူတော်များကိုကျွန်မရင်ဘက်ထဲမှာတင်ထားတယ်။ဒါပေမဲ့ကျွန်မတို့ဒီပုဂ္ဂိုလ်ကြီးကသူမျိုးစုံမျိုးစုံပြောကြတာရှိတယ်။ကျွန်မဘာမှပြန်မပြောဘူး။ဟိုသူပြောခဲ့တဲ့စကားရဲ့အနှစ်တွေကိုကျွန်မရှုတယ်အခွန်တွေကိုကျွန်မလွှတ်ပြလိုက်တယ်ကျွန်မကောင်းနေမှာမထားဘူးပေါ့နော်။ဆိုတော့ဒီမှာဒီကိုညိုမက်တရားဆိုတဲ့ကောင်ကကျွန်မကိုတပုတ်လေးလေးပြောနေပေါ့မှာ။တစ်ဖက်ကနော်အေးတော်ရေးတန်းကျူလို့အပွားကြီးကိုတောင်မှပုဂ္ဂိုလ်ကြီးကတိုက်ခိုက်မှုရအများကြီးရှိတာအေးကိုတိုင်းသိ အကြီးလိုအားကြီးပို့တော့အခုလိုပုဂ္ဂိုလ်ရေးရဟာဘာဖြစ်နေညာဖြစ်တယ်ပြောရင်ကျွန်မလိုမိမငယ်တယောက်ကိုသူတို့အများကြီးဆွဆွဲကြမှာလေဒီဘက်ကဆွဆွဲတာကိုအရင်နေတဲ့ကအမှန်တကယ်သိတယ်လေဆိုရင်ကျွန်မကိုကိုယ်တိုင်လာပြီးတော့ ။ဒါရပြောစမှုရတယ်။အကြီးဒီတတိစကားတက်ငယ်ချာကျမတို့ခက်ကြတော့သူချင်းချင်းကျမတို့ပြည်သူချင်းချင်းကျမတို့တက်မတော်ချက်တဲ့သူချင်းချင်းကျမတို့နိုင်ငံလူချက်တဲ့ချင်းချင်းအကြီးကျမတို့ဆုံးမလို့ရတယ်။ကျမတို့တိုက်ရိုက်လာပြီးပြောဆိုလို့ရတယ်။ကျမကုန်းနံပါတ်689 986 6ကျမကဟုတ်ရင်လည်းဟောဒီတင်းလာကြီးကြာဟောဒီရုပ်ကြီးကြာဟောဒီဖုန်းနံပါတ်ကြီးချင်းကျမညီမကြီးလည်းမှာနေပြီးတော့လူသားကြီးလုံးနေမှာမိတ်မ ကျွန်တော်ကတီးလို့ရနေတယ်မှအနေနဲ့မဟုတ်ဘူး။ကျွန်တော်ကအဲ့ဒီလိုမျိုးအရင်နေတဲ့ကကျွန်တော်လာပြီးတော့တော်တော်တိတ်တိတ်အေးမြဲစုံစမ်းလို့ဆုံးမလို့ရပါတယ်လေ။သူများကတပုတ်လေးနဲ့ပြောတာကိုအကြီးကထပ်ပြီးတော့ထက်စင်ပြောဆိုလိုက်တဲ့ခါကျတော့အကြီးကိုယ်တိုင်ကလူတွေကလေသူကစကားရစကားရပြောကြတယ်။ဒီနေ့ဒီနေ့ဒီနေ့ကြားတယ်။ပြီးတော့ပြောတဲ့စကားတွေကြားတဲ့သတင်းတွေကိုမိမိတို့ရဲ့အသိဉာဏ်နဲ့ဝေဖန်ဆန်းစစ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုချင်းချင်းလေ့လာတယ်။အဲ့ဒါအသိဉာဏ်လို့ခေါ်တယ်လေ။ဟုတ်တယ်မလား။သတင်းတွေကြားတယ်၊နားထဲမှာသတင်းတွေကြားတယ်၊နားထဲမှာစကားတွေကြားတယ်။ ားတဲ့စကားတွေအဲ့ဒီကြားရတဲ့တင်းမိမိရဲ့တင်းထားတဲ့မိမိလေ့လာထားတဲ့အသိဉာဏ်နဲ့ဝေဖန်ပိုင်းခြားပြီးတော့ဟုတ်ရင်မဟုတ်ရင်ဆိုတော့တုံ့တက်နိုင်ရတယ်တော့တော့တာကြမရှိဘူးဆိုရင်ကိုကိုတိုင်းကသူများစကားလမ်းဆုံးတယ်လို့ဖြစ်သွားမှာပေါ့သူများရောင်းလို့လိုက်လို့ရောင်းအမြောင်အပေါတောင်မဲမြောင်မဲမသိရတယ်ဖြစ်သွားမှာပေါ့ကိုကိုတိုင်းကလေဖားတန်းစီတယ်လို့ဖြစ်သွားမှာပေါ့အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းကြားလာတဲ့စကားရဲ့အုံနောက်ညာနဲ့ဆက်စပ်ဖို့လိုရတယ်လေ မှလူတီးတာတယ်လို့ခေါ်တာမဟုတ်ဘူးလားမဟုတ်ဘူးလေစားရည်နဲ့သူများပြောတဲ့စကားကိုသူများပြောတဲ့စကားတိုင်းဆိုပြီးတော့မိမိကသူများရဲ့ဝါဒအမှိုင်းတိုက်တဲ့အတိုင်းမှာလိုက်ပြီးတော့ပြောဆိုနေတယ်ကိုကိုတိုင်ကသူများအသွင်ချခံဖြစ်သွားမှာပေါ့နော်ကျွန်တော်ကျမကဒီအကြီးတော်ရေးတန်းကျူခဏခဏအရင်ထဲကပြောပါတယ်နော်ကျမတစ်ခါမှမပြောပြန်ပြီးမတုံ့ပြန်ဘူးဘာလို့လဲဆိုတော့အကြီးတော်ရေးတန်းကျူဦးမားမင်းဆိုရင်အသက်ရမ်းကြီးပြီအော်အသက်ကြီးပါလူကြီးတွေပါလေတို့ပြောချင်တာပြောပါစေသူပြောတဲ့စကားကြီးတွေကမှသားကြပါရင်မှတ်သားလိုက်မယ်အနှစ်တွေပါရင်ယူလိုက်မယ်အခုလေးပါရင်နှုတ်ပြလိုက်မယ်ဆိုရင်ထွေးထုတ်လိုက်မယ်ဆိုရင်အတွင်းနေပဲကျမနားထောင်ခဲ့ရ ော်ကျွန်တော်အဲ့လိုငါထောင်ခဲ့တာကျွန်မကိုအခုရွေးကောက်ပဲဝင်ပါလို့တော်မဲ့ဝင်ကြိုင်ပါလို့ဒီလိုပြောမိလားဘသူပြောတာလဲကျွန်မမကုတုမဟာသေးကရွေးကောက်ပဲဝင်ကြိုင်မယ်လို့တော်မဲ့လုံးတယ်ကျွန်မဘာသာပြောမိလားကျွန်မလေဘယ်တော့မှပါတီနိုင်ငံရေးဆွေးနွေးတာလေကျွန်မဘာသာကလေဘယ်တော့မှမပြောခင်စိတ်လဲဝင်တော့ဒီညနာဒီရုပ်ဒီလေးတောင်တခြားကြည့်တာစိတ်ကဝင်လာတာကျွန်မကိုချက်တဲ့ခင်းတဲ့လူကတော့မကုတုဘူး တို့ချစ်တဲ့ခင်နာပေးရေတို့တို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့တယ်လို့လည်းနိုင်ခင်ရေးစစ်ရေးကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေအတိကျနဲ့ဘယ်တော့မှဖြစ်မယ်ဆိုတာကြိုးတင်သုံးသပ်နိုင်ရတော့တို့ကြောက်ရေးကြတာအဲ့ဒီအတွက်လည်းကျမကိုသူအားကိုးတယ်တို့တော်ထဲမှာနေရာရရှိခြင်းနဲ့တို့တော်ဝေးတိုင်းရှိခြင်းနဲ့ဒါကြောင့်မို့လို့ကျမကကိုယ့်ကိုယ်ကိုယ်နဲ့ဥပမာပေးပြီးတော့တို့တော်အမတ်တယောက်အချက်ခံခြင်းလို့ဆိုရင်ဘယ်လိုဘယ်လိုအခြေချင်းတွေရှိရလဲဆိုတာကျမကကိုယ့်ကိုယ်ကိုယ်နဲ့နှိုင်းရှင်ပြီးတော့သူရဲကောင်းမှာဒါမကိုခွင့်ချဖို့ကျမသိနေပြီလားတို့တော်ရဲမှာအိုရော်ရော်ကြောက်ရော်ရော်တွေပါရင်ဖြုတ်ထုံးနိုင်မှုတဲ့ right to recall ဥပဒေရဲ့လူရယ်ဆိုတာကိုကျမကဥပမာပေးတာ เนาะအရင်ကကိုစောဖွေးရပြောနေတယ်မဟုတ်ဘူးလေကောက်ပဲဝင်မယ်ဆိုပြီးတော့ကျမတို့ကိုခင်းရမယ်တဲ့လူတွေမော်လမြိုင်ဘက်ကလေးချွေနေတော့ပေါက်ဆက်နေပြောတယ်တမီးရေးတဲ့တမီးရံကုန်းစိတ်ကြီးခဏတော့ကလေးလွတ်တော်မဲ့ဝင်ရင်းနေဆိုတာဟုတ်လားတို့တို့တို့ကတော့မော်လမြိုင်ရပေါ့ဒါပေမဲ့မော်လမြိုင်ကနေတို့စိတ်ကြီးကိုမဲပေးချင်စိတ်ကြီးခဏတော့မဲပလို့ပေးရမယ်တမီးရောက်ပြပေးပါရှိပြီးတော့အဲ့လိုချစ်တဲ့ခင်းတဲ့လူရှိတာကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောဖွေးဒီကျမတို့ကိုကြော်ဆိုးတို့ကိုတိတ်နေထဲမှာခင်းနေမယ်တဲ့အတွက်အများကြီးတို့ပဲကိုစုံသွင်းပြီးကိုစုံဆိုးကြီးနဲ့ကျွန်မကိုတော်တော်လေးမှရောက်ရှိချင်တယ်။သူ့ရဲ့ဆန္ဒကိုပြောတာ ကျမပါဇက်ကကျမပါဇက်ကကျမဘာလုံးမှမဲလို့ထုတ်မပြောသေးဘူးအဲ့ဆက်ကဘယ်တော့မှအတူမဟုတ်ဘူးကာယကံရှင်ဖြစ်တယ်ကျမကပြောမှအတူနောက်ဆုံးကသူများစကားမှာသူများပြောတာယူကိုကသူများပြောတဲ့အတိုင်းလိုက်ပြီးရှောင်းမယ်ဆိုရင်ကိုကိုယ်တိုင်ကသူများစကားလမ်းဆုံးနေဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်အောင်ကြားလာရဲ့တင်းနေကြားလာတဲ့စကားတွေကိုအသိဉာဏ်နဲ့ဆက်စပ်ဖို့ကျမကိုဖုန်းတောင်းမှာကက်နေတယ်လို့ပြောတယ်ဆိုတော့ကျမစဉ်းစားမိတယ်အဲ့ဒီလူတွေခေါင်းထဲမှာအုံနဲ့မပါဘူးပါနော်အဲ့ဒီလူတွေခေါင်းထဲမှာအုံနဲ့မပါရပဲဖြစ်နေဖုန်းချီချောင်းမှာကက်နေမယ်စားဝင်နေညမှာညမှာပေါ့ ခင်ဗျားတို့အုံမပါရရရှိနေတယ်ဘုန်းကြီးကြောင့်မှာကတ်နေမှာဝင်နေရမှာနေဝင်နေရမှာနေမယ်ဆိုရင်ဒီအင်ယာတိုက်ခိုက်ကိုအပိုင်ရမှာလीအပိုင်ရမှာဒါမှမဟုတ်လို့ရှိရင်ဝင်နေရမှာမမြင်ချင်ဘူးဆိုရင်လည်းစစ်တပ်ကျဲသွားနေမှာပေါ့ခုအတွက်လုံးချုပ်နေလीစစ်တပ်လိုင်းထဲမှာသွားနေမယ်ရေခါလဲဆရာရဲ့ဘဝအတွက်အာမခံချက်လေးရှိတယ်လုံးလဲလုံးချုပ်နေဒါမှမဟုတ်ရှင်ပါတီဌာနချုပ်ကြီးထဲမှာသွားနေမှာပေါ့ခေါင်းထဲမှာအုံတော့ပါရရရှိနေလို့စစ်စားကြည့် ကျမတို့မိမမကအဲ့ဒီလိုအဖွင့်လည်းတန်းလမ်းမှုတွေအများကြီးရှိတယ်။ကျမကသူများမျက်နှာသူများဆံကိုစားရင်သူများမျက်နှာကြည့်ရမှာဆိုတော့ဘသူဆံမှမစားဘဲနဲ့ဘသူမျက်နှာမှမထောက်တဲ့မိမကဟုတ်ပြီလား။အဲ့ဟန်တစ်ချက်နောက်တစ်ချက်ကကျမတို့ကတော့2030ဝင်းတရားရဲတော်မှာပါလေအလုတ်တိုင်ကိုရှားပါလို့ပါလေလိုက်ကလမအလုတ်လို့ကျမကြည့်အမြင်မပိုးိခိုင်ထုံနယ်ပင်ပတ်ထားရင်တော့30က2013ကျမကျမ10တန်း2010မှာကျမအလဲတန်းအကြောင်းတူလို့ရှိနေတယ်ရန်ကုန်ဆိုတာကလည်းနေလို့နေမှမသိဘူး ်2010မှာ9000တန်းရှိတယ်မရှိသေးရင်ရန်ကုန်ပင်သားနေလို့နေမှာမသိဘူးဟုတ်ပြီလား င်းစနေမှာကျမတို့ရွာเจ้าမှာပညာဒါနပြန်ပြီးတော့လောဝပီးနေတယ်။တနေ့တနေ့ကျောင်းရွာစားတဲ့ကျောင်းမှာကျမပညာဒါနပြီးရင်လောဝပီးကျောင်းဆရာမှာစားတင်တယ်။မထောက်စကွာကျောင်းမှာကျမအရင်လေးကထက်ခါထက်ခါပြောလို့ကျမ2015ကျောင်းမှာရန်ကုန်ရောက်တာ။ကျမရန်ကုန်ရောက်တာဒီနိုင်ငံကြီးလို့ကိုရန်ကုန်လာတာမဟုတ်ဘူး။ကျမဘဝရှိရေးအတွက်ကျမကျောင်းဆက်တက်ဖို့အတွက်ကျမမိသားစုစားဝတ်နေရတယ်ကျမအလုပ်လာလုပ်တာ။ကျမအလုံးလုံးတာမင်္ဂလာတော့ဆောင်းဆောင်းကျမနေတာဒလားပေါ့အဆောင်မှုနဲ့ပဲတော့ရှိချင်း။နော်အဲ့ဒါပထမနေတဲ့နေရာနောက်နေတဲ့နေရာရွှေပြည်သားအကြောင်းနဲ့အဆောင်မှုနယ်မြေကအငိမ့်စားပေါ်ကြီးဦးတန်းထုံး မိမတီးတဲ့ဆောင်မိကလေးတီးတဲ့ဆောင်အခုချိန်ထိမိကလေးတီးတဲ့ဆောင်ပဲနော်ခန်းလိုရဲ့မိကလေးတီးတဲ့ဆောင်မိမတရားတော်ရှိတယ်မိကလေးတီးတဲ့ဆောင် ကျမကနော်ကျမကကျမကဒီကျောင်းလမ်းမှာနေတော့ကျမကကျောင်းလမ်းရဲ့ရှေ့မှာမောင်ရွှေပြည်သားကျောင်းလမ်းရဲ့ရှေ့ကားလမ်းရှေ့တက်တက်မှာအဲဒီအထက်ကျောင်းဆက်မှာရှိတယ်။အဲ့ဒီမှာကျမနာမည်ဘိုးဤခိုင်ကျမ ID နာမည်272 22အဲ့ဒီနာမည်ဘိုးဤခိုင် ID နာမည်1922လို့ရိုက်ထည့်လိုက်တာနဲ့ဘယ်နေ့လဲရမှာအလုပ်ဝင်ခဲ့တယ်ဒီဆက်ရုံမှာဘယ်နေ့နေ့အလုပ်လုပ်ခဲ့တယ်ဘယ်နေ့ဘယ်ရမှာအလုပ်ထွက်ခဲ့တယ်ဆိုအဲ့ဒီထောက်တာရှိတယ်ဆိုတာဖြောက်လို့မရဘူးလေလို့မရဘူးဟုတ်ပြီလားရံကုန်တမျိုးလုံးမှာအဲ့ဒီနှစ်နေရပဲနေတယ် နော်ကျုပ်တို့ချင်းသားကသူများအကြောင်းကိုတော့လေးမပြောခင်ပါမိမိပါဇက်ကယောက်ျားဒါမယ်မိန်းမဒါမယ်ပါဇက်ကရာသီလာနေတဲ့အောက်တိုင်မှာဖြစ်မနေဘူးလားဆိုအရင်စုံစားဖို့လိုတယ်ဟာမကြည့်အမီတော်ဘူးခိုင်းမဘူးခိုင်းအဖအမီဦးဝင်းကိုကျွန်မနှစ်ယောက်ဆက်ရှိအောင်မခွဲရတာနှစ်ယောက်တစ်ဆယ်မှာခုနကရန်ကုန်ဗလာနေလို့နေမှမသိဘူးနှစ်ယောက်15ရက်မှာရန်ကုန်ရောက်တယ်တခါတော့ကျွန်မအလုပ်လုပ်ထားမင်္ဂလာတောင်ဆက်မှုဆောင်အထည်ချုပ်ဆက်ရောက်ကျွန်မနာမည်ကျွန်မ ID နံပါတ်ရိုက်ထည့်လိုက်တာနဲ့အဲ့ဒီဆက်ရောက်မှာဘယ်နဲ့နဲ့အလုပ်လုပ်ခဲ့တယ် တက်တည်ထောက်ထားရှိတယ်။ဒါပေမဲ့ကျမကဒါတွေရှင်းမပြဘူး။ရှင်းပြဖို့မလိုဘူး။ကျမကိုလည်းမဖြတ်ချင်ဘူး။ကျမကိုတိတ်ခါချချင်ဘူး။ကျမပြောတယ်နိုင်ငံရေးအကြောင်းအရာကိုနိုင်ငံရေးလို့ခြေပါစမ်း။ကျမဆိုင်ခေါ်တယ်။ကျမအဲ့ဒါမျိုးအရန်သဘောကြတယ်ကျမကိုနိုင်ငံရေးလို့ပြန်ပြီးခြေမနိုင်လဲလူတော်သူတို့ပြောနိုင်လဲလို့ရှင်ကျမအရန်ဝမ်းသာတယ်အဲ့ဒါမျိုးကျမအရန်တိုက်တယ်ဘာမှမပြောရဘူးခေတော်မှမပြောဘူးအဲ့တော့ကျမဘယ်သူမှဆက်ကြည့်ရုံးမဆိုင်ဘူး 考不了，啊，上哪里考试？哈哈。哎，领导一定就话不要日本芝麻五百，五百八到六两左右。那时候为了保产，车队，车上，哦，哎，那个叫来叫芝麻芝麻车队，走走走走，走走没问题。但是现在人家搞，哎，走完了。但是要路基掉嘞，那个车已经送到位嘞。对不啦？芝麻肉切切，现在被我踹得咔咔。哎姨，我等车，路偏么多啊？对不啦？所以芝麻肉啊，回完到你来店里来，走多少步？往后走。 နော်ဆိုတော့နော်ကျွန်တော်ကြောက်ပြောရှင်တဲ့ခါကျွန်တော်ဒိုင်းရဆွတ်သွေးလို့ရပါတယ်ကျွန်တော်ဖုန်းကိုဘယ်သူမှဆွတ်သွေးလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်ဒိုင်းဒီတိုင်းပေးထားတာနော်ကျွန်တော်ဖုန်းဆက်တဲ့လူတွေအများကြီးရှိနေတချို့ဆိုကျွန်တော်ဖုန်းဆက်ပြီးတေးတိုင်းထိုင်ဆဲတယ်လူကြီးနော်ပထမဖုန်းဆက်တယ်တစ်လုံးနဲ့ဆက်တယ်ဆက်ဆဲလို့ကျွန်တော်ဖုန်းချလိုက်တယ်နောက်ဖုန်းမျိုးစုံနဲ့ခေါ်ပြီးဆဲဆဲတဲ့ခါကျတော့ဖုန်းကိုကျွန်တော်ဘေးမှာချထားလိုက်တယ်သူကသူဆဲကြတယ်မဆဲကြတယ်သူဆဲကကျွန်တော်မချရတော့နော်ဆွတ်ဆွတ်ချင်တာကအာကြားလာတဲ့စကားကြီးသူများပြောလာတဲ့စကားကြီးပေါ့ကမိမိရဲ့ တိနဲ့အစင်းသားချက်ချင်ဖို့ဟိုပါလေအဲ့လိုအစင်းသားမချက်ချင်တာဘူးဆိုရင်ကျမတို့ကိုယ်တိုင်ကတရားတွေရဲ့ရန်တိုက်ပြီးကျွန်တော်ခံရပါလိမ့်မယ်နော်။နောက်ဆိုတော့ကျမဒီအကယ်၍မှကျမဘိုင်နိုင်ငံကြီးလုပ်ဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ခုခုလုပ်ဖြစ်တာပဲဖြစ်ဖြစ်ကျမမဟုတ်သူမဟာသီးရဲ့အကြောင်းအရာကျမစကားကကျမပါဇက်ကသူ့ပြောတဲ့စကားကအကြောင်းအရာမှဖြစ်တယ်။ဆိုတော့ကျမပါဇက်ကမပြောသေးဒါတခြားသူလူတွေရဲ့စကားဖြစ်တယ်။ဥပမာကိုမောင်ဘုန်းကြီးကကျမကိုလူတော်နေမှာဟိုတတိပပလာနေနဲ့ဝဲပြိုင်မယ်။သူဖြစ်ချင်တဲ့ဆန္ဒစေတနာနဲ့ကျမပြောတယ်။ကျမအဲ့ဒီမှမတုံ့ပြန်ဘူး။ဘာလို့လဲဆိုတော့အကြီးတော်အေးတဲ့သူကိုယ်တိုင်တော့မှကျမအကြောင်းကိုကျမလည်းမတက်ဘူး။အကြီးထက်ကထက်ကအများကြီးပြောခဲ့တယ်။ကျမတို့ခုမှမတုံ့ပြန် ဘူးလေကျမကတန်မိုးရှိမဲ့အနှစ်တည်းကျမယူလိုက်တယ်ကျမကတန်မိုးမရှိတဲ့အခွင့်အရေးထွန်ရင်ကျမထုတ်ထုတ်ပြလိုက်တယ်ကျမကဒီလိုလဲနေတာနော်ကျွန်တော်ခင်ဗျပြောချင်တာပေါ့နော်အဲ့လိုပြောချင်တာပါရှင်ဆိုတော့အာနောက်နောက်ကျမကအင်းလေးပြောတယ်ကျမကပုပ်ကိုကြီးတွေမပြောနဲ့အဲ့လိုမျိုးဆိုရင်ဒီတယောက်ကိုဒီလိုဖြေရှင်းရင်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်ကျမကိုဆုံးအောင်ပြောမှာနော်အဲ့ဒါကျမအဲ့ဒါတွေလည်းဖြေရှင်းနေပြီစိတ်လည်းမဝင်ပါဘူးဘူးဆိုတာကုသမိုင်းကိုကြီးတာပြီလားကျမဘယ်တော့မှပဲကျမဘယ်မှာပဲလုပ်နေခဲ့တယ်နော် ွှေပြည်သားကြောင်းလန်ကဲကော်ရဲ့မျိုးသမီးတည်တဲ့ဆောင်မှာကျွန်မဘလန်နဲ့နေခဲ့လေဓလာပေါင်းအဆောင်မှုတော်ရှိချင်းအိမ်မှာကျွန်မဘလန်နဲ့နေခဲ့လေဖေးဆက်ရုံမှာကျွန်မဘလန်နဲ့အလုံးလုံးခင်နေဆိုတဲ့အတမိုင်းထောက်ထားလို့ရှိတယ်အင်းနဲ့ညောင်းဘူးဟုတ်ပြီလားပြီးရင်လူတယောက်ရဲ့အကျင့်စာရိတ်တာနဲ့လူတယောက်ရဲ့ဘဝနောက်ကြောင်းမှာအဲ့ဒီလူရဲ့စကားတွေအဲ့ဒီလူရဲ့မျက်လုံးတွေအဲ့ဒီလူရဲ့အချိန်တွေအများကြီးမူတည်တယ်နော်အများကြီးမူတည်တယ်လက်ပြလုံးနဲ့လူမျိုးကတာဒီနေ့ကဒီနေ့တိုင်းဒီနေ့လုံးနဲ့ဒီလိုစကားမျိုးပြောနေတယ် ာမမလာလို့တဲ့လူကဘယ်တော့မှလူတော့တိုးလို့မရဘူးလူစားမကုန်ဘူး ဲ့တော့ပါပါရင်လူပြောင်ရဲ့ခြေရင်းလက္ခဏာစီရဲ့လက္ခဏာကိုဖတ်လို့ရှင့်ပြီးတာပါတယ်နော်ဆိုဆိုတော့ဒါကနေလည်းပြောတာများတော့ဒီနောက်တော့ကျမနဲ့ပတ်သက်လို့ကျမရဲ့လူတို့မဟာလို့ဆိုရင်ကျမရဲ့နာမည်တစ်ခုပုံရိပ်တစ်ခုကိုခင်ဗျားတို့အလေးထိုးကြည့်ပြီးအနိုင်ယူခြင်းလဲဆိုရင်ကျမကြိုးပြီးတုံးတက်တဲ့နိုင်ငံရေးတုံးတက်ချက်တွေကျမပြောတဲ့စကားတွေကျမစိတ်ခေါ်နေစိတ်ကုန်မှုတွေနော်ကျမရင်တော့လည်းစိတ်ခေါ်ရခင်ဗျားတို့ဖက်ဒရယ်ပြောရတဲ့ခင်ဗျားတို့ဖက်ဒရယ်လို့ပြောရတဲ့အလူချင်းရဲ့ဤရူဤရူတွေချားရမှာဖက်ဒရယ် agreement ရှိသလားကျမစိတ်ခေါ်ရလို့2021တက်ကကျမစိတ်ခေါ်ရဘယ်သူမှကျမကိုနိုင်ငံရေးရမချိမနိုင်ဘူးအဲ့ဒီလို federal agreement မရှိတဲ့အတွက်လက်ရှိမှာဆိုရင်ပတ်လောင်တဲ့ SSPB နဲ့เนาะ SSPB နဲ့ share နေသူတို့ချမ်းနဲ့ပလောင်နဲ့မိုးလေးမှာအချင်းချင်းကိုက်နေကြတယ်။ရှင်းပါလဲပဲအချင်းချင်းနဲ့ကိုက်နေကြတာလည်းရှိတယ်။ဒီလိုကြုံဖြစ်မယ်ဆိုတာကြုံတိလို့ကြုံမြင်လို့ကျွန်တော်ကဒီလိုမျိုးတွေပြောခဲ့တာ။နောက်ဆုံးတော့နောက်ကျွန်တော်ကနိုင်ငံရေးရကျွန်တော်တို့ရဲ့ဇာတ်ကားကိုလူလူတူတူဥပမာကျွန်မက social contract အကြောင်းပြောတယ်။ဥပမာကျွန်မက popular sovereignty အကြောင်းပြောတယ်။ဥပမာကျွန်မက state owner အကြောင်းပြောတယ်။ဥပမာကျွန်မက limited carbon အကြောင်းပြောတယ်။အဲ့ဒီတားလိုမျိုးပြန်လဲခြေထားနိုင်တဲ့လို့ရှိရင်ကျွန်မစိတ်ခေါ်ပါရဲ့။အဲ့ဒီလိုမျိုးမဟုတ်တဲ့ဘဇက်ကရာတီလာနေတဲ့ပုံကိုရပြောဘလို့အောက်တန်းစားရဲ့ပြောဆိုမှုပုံမှာကျွန်မခြေထားမှာမဟုတ်ဘဲနဲ့တောက်ပြခြေထားမှာမဟုတ်ဘူး။ကိုကောင်းရင် ခေါင်းဘဲမှမရွှေ့ပါဘူး။ကိုပြုတ်ရဲကန်ကကိုနောက်မှာကြောထောင်းနောက်ကရှိရင်ကျမပြုတ်ရဲကန်ကြောင့်ကျမဒီနေ့ဒီချိန်ဒီလက်မထောင်းပြီးနေနိုင်တယ်။ခင်ဗျားတို့ပြုတ်ရဲကန်တော့ခင်ဗျားတို့ဒီနေ့ဒီချိန်ပြေးပြေးဝန်ရမ်းပြေးဖို့မှာနေနေရတာဖြစ်တယ်။